တိမ်တိုက်တွေဖြစ်ကြနေသောလာပြညမှာမိုးချိုးပြစ်တံကတောအုပ်ဤနှက်ဆိုင်ရာသို့ဟိမ့်နေသည်ထူဆန်းသောအတန်ကြောင့်လီလာသည်သူမ၏ဝါအိမ်လေးမှခုန်ထွက်လာခဲ့သည်သူမသည်ဤရွာလေးကိုအုပ်ဆိုးနေသောရှေးရိုးဆွဲထုံနှံများကိုမေးခွန်းထုတ်တတ်သည့်တတိရှိသောဆယ်ကျော်သက်တူဖြစ်သည်ရွာသားများရှောင်တိန်နေသောအစိမ်းရောင်တောင်ဘက်သို့သူမခြေလမ်းများဥတီလိုက်သည့်လမ်းတစ်လျှောက်တည့်ရွက်များပေါ်မှရွှေရောင်အမှုန်လေးများက နင်းထိန်နေသည်ရုတ်တရက်လေးတိုက်လာပြီးတစ်ပင်ကြီးတစ်ခုဤအကိုင်းမှလက်ပြတောင်တစုံလှည့်ပတ်ကြဆင်းလာသည် ထိုလက်ပြတောင်များမှာပုံမှန်မဟုတ်အပြာရောင်နှင့်ရွှေရောင်ကြောင်ကြားဆင်းများဖြင့်တောက်ပနေသည်လီလာလက်ချံပေါ်လက်ပြကောင်းလေးကလာနာသည့်အခါသူမ၏စိတ်ထဲတွင်မိန်ဝေနေသောအတန်တစ်ခုကြားလာရသည်ငါ့ကိုကဲတင်ပါငါရိတ်ကိုရှာပွေပါ လေးပြာကောင်လေးကပြန်တက်သွားပြီးတစ်ပင်အနီးရှိကြောက်တုံးကြီးတစ်ခုကိုညွန်ပြသည်ထိုကြောက်တုံးပေါ်တွင်ရှေးဟောင်းတင်ကေတများရေးထွင်းထားသည်လီလာသည်တင်ကေတများကိုလက်ဖြင့်ထိတွေ့မိသည့်အခါကြောက်တုံးသည်တကားပေါက်တစ်ခုကဲ့သို့ပြောင်းလဲသွားကာညီအောင်နိုင်ကူတစ်ခုသို့လမ်းဖွင့်ပေးလိုက်သည်ကိုယ်တွင်၌မိအိမ်များကို ရွှေရောင်အမှုများကထွန်းညှိထားသည်ဘ ഹു တွင်ဖန်ကျုပ်တို့ခုအတွင်း၌လက်ပြတောင်ပုံတန်အလင်းတန်းများဝဲနေသည် ထိုလင်းထဲများကြရင်လူငယ်တဦး၏အရေးကို လီလာမြင်ရသည် ထိုလူငယ်မှာရာစုနှစ်များစွာဤနေရာတွင်နှောင်ပိတ်ခံထားရသောတောဆောင်နတ်သမီးဆာရာဖီနာဖြစ်ပြီးသူမ၏အသက်ကိုလက်ပြတောင်များကဆုပ်ယူထားသည်ရွှေရောင်အမှုများကိုစုဆောင်ပြီးဤဖန်ကျုပ်ကို ချိုးဖျက်နိုင်မှသာ ကျမတို့တော်ကိုမကောင်းသောအာဆိုးမှကယ်တင်နိုင်မည်ဟုဆာရာဖီနာကညင်သာစွာပြောသည် လီလာသည်တစ်တောတခွင်ရှိသုံးနေရာမှရွှေမှုများကိုစုရမည်ပထမတစ်ခုမှာရေခဲမြစ်ထိပ်တွင်ဒုတိယမှာငပြောတောင်ဤနှလုံးသားကြောက်လိုင်ကောင်းထဲတွင်တတိယမှာလက်ပြတောင်များဖန်တီးသောအိုးစီတန်အတွင်းတွင်ဖြစ်သည် စွန်စားခန်းတိုင်းတွင် လီလာသည် သူမ၏ငယ်ရည်နှင့်ကျင်နာမှုကိုအသုံးပြုရသည် ရေခဲမြစ်ထိပ်တွင် သူမသည် ရေခဲပြန်တကောင်ဤသားငယ်ကို ထောင်ချောက်မှကဲတင်ပေးခဲ့ပြီးတတိကိုရရှိခဲ့သည်။နှစ်ပြောတောင်နိုင်မှုသူမ၏တခြင်းဆုံမှုကကြောက်လိုက်ကောင်းကိုဖွင့်ပေးခဲ့သည်။နောက်ဆုံးတွင်လက်ပြတောင်များကို သူမ၏အိမ်မက်များဖြင့်ဖြားယောင်းကအိုးစီတန်ကိုရရှိခဲ့သည်။ ရွှေရောင်အမှုများစုစည်းပြီးနောက်ဖန်ကျုပ်ကိုချိုးဖျက်သည့်အခိုက်ဆာရာဗီနာလွတ်မြောက်လာပြီးတောသည်ပြန်လဲရှင်သန်လာသည်လက်ပြတောင်များသည်ရွှေရောင်ငိုးကြိုးများအဖြစ်ပြောင်းလဲကာတောကိုပြန်လဲဆိုးမိုးသည်လီလာသည်တောဆောင်အဖြစ်ရွေးချယ်ခံရပြီးသူမ၏အိမ်မက်များမှတဆင့်တောတတဝါများနှင့်စကားပြောနိုင်စွမ်းရရှိလာသည်အဆုံးတက်၌ရွာသားများသည်လီလာ၏ဇလန်းကိုတချင်းအဖြစ်တီးဆိုကြပြီး အစိမ်းရောင်တောင်သည်လျှို့ဝှက်မှုများနှင့်မလုံးများကိုဆက်လက်ထိမ့်သိမ်းထားသည်လီလာတိတီသူမ၏စွန်စားခန်းများဆက်ရှိနေဦးမည်ကိုဤဇလန်းလေးသည်စိတ်ကူးရင်ဆန်မှုစွန်စားခန်းနှင့်တဘာဝနှင့်ယင်းနှမှုတို့ကို ပေါင်းဆက်ထားပါသည်